အားလုံးပဲမင်္ဂလာပါခင်ဗျာဂျိတ်တန်ရီကနေပြန်လဲကြိုဆိုပါတယ်နေ့လည်ကနေပူပူမှာပဲဂျိတ်တန်ရီဆရာဘယ်မှာရှိနေလဲဆိုပြီးမှကျွန်တော်ကိုဖုန်းဆက်သွယ်လာတယ်ဒါနဲ့ကျွန်တော်တင်တန်းမှာရှိပါတယ်ဆိုတော့ဒီမှာကြောက်လေးလာရောက်ကျင်လို့ပါဆိုပြီးတော့မှဒီကြောက်လေးကိုကျွန်တော်တင်တန်းကျောင်းကိုလူကိုယ်တိုင်လာရောက်ပြီးတော့မှလာရောက်တာဖြစ်ပါတယ်အဲ့လိုမျိုးလာရောက်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့ကျွန်တော်နဲ့ line ကြိုက်တယ်ဆိုရင်ပေါ့အခုလိုမျိုးလေးဖြတ်သားလေးဖြစ်တယ်ဒါဆိုမော့စီစာဖြစ်တယ်ပေါ့ဗျာနော်အသားတိုင်းတော့နည်းနည်းလေးနှိမ့်တယ်ကျွန်တော် line ကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် မန္တလေးကြောင်ဝိုင်းမှာဝယ်နေကြဈေးထက်အနည်းငယ်ပိုပြီးတော့မှဝယ်ယူလေးရှိပါတယ်အခုဒါကိုလည်းကျွန်တော်ကြိုက်တာဒီကြောင်ဝိုင်းနေရအနေထားနဲ့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ကြိုက်တာကတော့ကျွန်တော်3သိန်းခွဲ4သိန်းလောက်ကြိုက်တာကိုကျွန်တော်ဒါ5သိန်းပေးပြီးတော့မှဈေးပေးပြီးတော့မှဝယ်ယူတာ ဖြစ်ပါတယ်ဟာကျွန်တော်ရှေ့မှာတော့ဒါကျွန်တော်ကိုကြောက်လောက်ရောက်တဲ့ပွဲစားရှိပါတယ်နော်မင်္ဂလာပါနော်အဲ့တော့ကြောက်ဝိုင်းကိုလူကိုယ်တိုင် sorry ကြောက်ဝိုင်းကိုမဟုတ်ဘူးလေအတင်တန်းကိုနော်တင်တန်းကိုလူကိုယ်တိုင်လာရောက်နေဆိုရင်ကျွန်တော်ခုနပြောသလိုဒါ ဝူရှိုဝမ်ပေါ့ဗျာနော်သူလက်တရုပ်စကားတက်တယ်ဆိုတော့နော်ဝူရှိုဝမ်ဆိုတော့ကျွန်တော်ငါးသိန်းပေးပြီးတော့မှဝယ်ယူတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ဆက်သွယ်ပြီးတော့မှကြောက်ဝိုင်းမှာလည်းပဲကြောက်တွေလာရောက်လို့ရတယ်လို့သင်တန်းမှာလည်းပဲကြောက်တွေလာရောက်လို့ရတယ်ဆိုတဲ့အကြောင်းဒီဗီဒီယိုနဲ့အားလုံးကိုသိစေလိုက်ပါတယ်အခုလိုမျိုးလေးအတစ်စလေးတွေကျွန်တော်နဲ့ line ကြိုက်တဲ့အစလေးတွေကျွန်တော်တို့လာပြမယ်ဆိုလို့ရှိရင်ကျွန်တော်ဈေးကောင်းပေးပြီးတော့မှဝယ်ယူရဆိုတဲ့အကြောင်း အားလုံးကိုမျှဝေရင်းနဲ့ဒီပီလေးကိုစာဆုံးလိုက်ပါကြည့်ရှုအားပေးကြတဲ့တရားစီတန်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဂျိတ်တန်ရီတွေမှာပြန်လည်တွေ့ကြပါစို့ခင်ဗျာအားလုံးပဲတက်တာပါ